မပြီးဆုံးနိုင်သောဖနက်ပုံမြင်မင်္ဂလာပါကလေးတို့ရေဟိုးရှိရှိတုန်းကအီဂျစ်နိုင်ငံရဲ့မြို့တော်ခိုင်ရိုမြို့မှာအဘူကာဆင်းလို့ခေါ်တဲ့ဆေးရောင်တဲ့လူတစ်ယောက်ရှိတယ်။သူဟာကက်ဆီနိုလုံးလို့လူသိများတယ်။သူဟာပတ်စံတွေအများကြီးရှိပေမဲ့တရောင်းစားတစ်ယောက်လိုဆုပ်ဆုပ်ပြက်ပြက်ဝတ်ဆင်နေ။သူ့ခေါင်းပေါင်းကလည်းညက်ပတ်ပီးနေပြီးဟောင်းနေပြီးဖြစ်တယ်။ အဆိုးဆုံးကတော့သူ့ရဲ့ဖက်နှက်ပဲဖြစ်တယ်။သူ့ရဲ့ဖက်နှက်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့ကစင်းနေတဲ့စိတ်တဘောထားကိုပေါ်လွင်နေတယ်။သူ့ဖက်နှက်ရဲ့အောက်ခြေကို မကွာအောင်တန်တွင်နဲ့ရိုက်ထားသလိုဖာထေးထားတဲ့နေရာကလည်းအပြည့်ပါပဲ။ဒီဖက်နှက်ရဲ့တက်တန်းဟာအနည်း20ရှိပြီဖြစ်တယ်။အခုလိုဖာထေးတာတန်ရိုက်တာတွေလှုပ်ထားလို့သူ့ဖက်နှက်ဟာငကူမူလပုံစံပြောက်ပြီး အလွန်လေးလံနေတယ်။ဒီဖနက်အကြောင်းကို တင်စားပြောစရာစကားတစ်ခုလိုဤချစ်နိုင်ငံအနှံ့သတင်းပြန့်နေတယ်။ဧည့်သည်တယောက်ဟာ သူ့အရက်ကိုမပြန်မဲအကြာကြီးနေနေရင်အဘူကာဆင်ရဲ့ဖနက်လိုပဲလို့ပြောတယ်။နောက်ပြီးတယောက်ယောက်ကရဲစရာပြောပြီးမရေရင် သူ့ရဲ့ပြက်လုံးတွေကလည်းအဘူကာဆင်ရဲ့ဖနက်လိုပဲ လေးလံပြီးပြင်းစရာကြီးလို့ပြောတယ်အထန်းသမားတွေ ကူလီသမားတွေက ကုန်ပစ္စည်းလင်းကြီးတွေတဲရရင်ဒီကုန်တွေကအဘူကာဆင်ရဲ့ဖက်နက်လိုပဲ လေးလိုက်တာလို့ပြောတယ်။တခါတော့အဘူကာဆင်ဟာ သူ့လုပ်ငန်းကအမျက်အစွန်းတွေအများကြီးရတယ်။အခုလိုလုပ်ငန်းအောင်မြင်ရင်ပျော်ပွဲရှင်ပွဲတွေလုပ်ပြီးကျွေးမွေးတတ်တဲ့ထုံးစံရှိတယ်။သူကတော့တခါမှရေမချိုးဘူးတဲ့အတွက် ရေချိုးကမ်းမှာတွားပြီးရေချိုးဖို့ဆုံးဖြတ်လိုက်တယ်။ဒါနဲ့သူ့စေးဆိုင်ကိုပိတ်ပြီး အပြန်ကျရင်ဝတ်ဖို့ရည်ရွယ်ချက်နဲ့သူ့ဖနက်ကိုကြောကုန်းပေါ်မှာတင်ပြီးရေချိုးခန်းစီကိုသွားတယ်ရေချိုးခန်းကိုရောက်တော့အဝင်ပေါက်မှာတခြားသူတွေဖနက်ထားတဲ့နေရာမှာသူ့ဖနက်ကိုထားခဲ့တယ်သူ့ရဲ့ကိုဘော်ကဂျေးတွေဟာအချိန်အတော်ကြာမစေးကြောပဲထားတာဖြစ်လို့တော်တော်ကြာကြာစေးကြောရတယ်သူ့ရေချိုးပြီးတဲ့အချိန်ညနေရောက်တော့သူ့ဖနက်ကိုရှာမတွေ့ပဲနေတယ်အဲ့ဒီဖနက်ချက်မှာ အဝါရောင်တရေဖနက်တရံကိုတွေ့တယ်။သူကဒီဖနက်လေးကငါလိုချင်နေတဲ့ဖနက်လေးပဲ။တယောက်ယောက်ကငါအတွက်လဲပေးထားတာထင်တယ်လို့တွေးတယ်။ဒါနဲ့အဲ့ဒီဖနက်ကိုစီးပြီးပြန်ခဲ့တယ်။သူမသိတာကအဲ့ဒီဖနက်ပိုင်းရှင်ကာဒီဟာရေချိုးခန်းထဲမှာရေချိုးနေတုန်းရှိသေးတယ်ဆိုတာပဲ။နောက်ပြီးသူ့ရဲ့ဖနက်ကိုတော့အနက်အသက်တွေမကောင်းမဲအမြင်လဲမလာတာကြောင့်အဆောင်ကအဲ့ဒီဖနက်ကို ထောင်းတောင်မှပြောင်းပြီးထားလိုက်တာဖြစ်တယ်။အဲ့ဒီအဆောင်ကလည်းမိုးချုပ်တော့သူ့တာဝန်ပြီးလို့အိမ်ပြန်သွားတယ်။သူ့စောစောကအခန်းထောင်မှထားလိုက်တဲ့ဖက်နှက်ကိုဖက်နှက်စင်မှပြန်မထားမိဘူး။ဒါနဲ့နောက်ဆုံးရီချိုးတဲ့ဧည့်သည်ပြန်မှုလို့တော့သူ့ရဲ့ဖက်နှက်ရှာမတွေ့တော့ဘူး။သူ့ဖက်နှက်ကိုမတွေ့ဘဲဖက်နှက်ဆုပ်တရန်သာအခန်းထောင်မှတွေ့တယ်။ဧည့်သည်ကအဘူကာစင်ကိုအခေါ်လွှတ်တယ်။အဘူကာစင်ရောက်လာတော့ဖက်နှက်ချင်းလဲပြီး သူများဖက်နှက်ခိုးမှုနဲ့ထောင်ချရဲအဘူကာဆင်ဟာအချင်းတော်ကအရာရှိကိုပတ်စံတွေပေးပြီးသူ့ကိုလွတ်ဖို့ပြောတယ်ထောင်ကလွတ်လာတော့သူ့ရဲ့ကံမကောင်းလာတဲ့ဖက်နှက်ကို နိုင်မြစ်ထဲလွတ်ပစ်လိုက်တယ်ရက်နေငယ်ကြတော့တငါတဲ့အချို့ဟာ သူ့ရဲ့ငါးဖမ်းပိုက်ကိုရီထဲကနေဆွဲတင်တဲ့အခါမှာတော်တော်အခက်အခဲဖြစ်တယ်အဲ့ဒီပိုက်ထဲမှာငါးရီနဲ့အတူဖက်နှက်ဆုပ်တရံရှိနေပြီးအဲ့ဒီဖက်နှက်က ရိုက်ထားတဲ့တန်တွေဟာငါးဖန်ဖိုက်ကို အတော်လေးပျက်စီးကုန်နေငါးဖန်သမားတွေဟာ စိတ်ဆိုးမှန်ဆိုးနဲ့ဖနှက်ကိုယူပြီးအဘူကာစင်ရဲ့ဆိုင်ထဲကိုပြစ်ထည့်လိုက်တယ်အဲ့ဒီဖနှက်ဟာဆိုင်ထဲကဆေးတွေထည့်ထားတဲ့တပူးတွေကိုထိပြီး အဖိုးတန်ဆေးတွေဖိတ်ကုန်နေအဘူကာစင်ဟာစိတ်မကောင်းဖြစ်ပြီးဖနှက်ကိုချိန်ဆနေတယ်နောက်တော့သူ့ရဲ့ခြံထဲမှာ တွင်းတွင်းတူပြီး ဲ့ဒီဖနက်ကိုမြုပ်ဖို့လုပ်တယ်အဲ့ဒီလိုမြေတူးနေတာကို တွေ့တဲ့အိန်းနီနာချင်းကကာဒီစီသွားပြီးအဘူကာဆင်ဟာ သူ့ဘယ်ကရမှန်းမသိလာတဲ့ရဲရနာတွေကိုအာနာပိုင်တွေကိုအတိမပေးပဲမြေမြုပ်နေတယ်လို့အကြောင်းကြားတယ်ကာဒီဟာစောစောကရေချိုးကမ်းမှာ သူ့ဖနက်ကိုလဲပြီးစီးသွားတဲ့ရန်ညိုးကရှိတော့သူ့ကိုလာပြောတာကိုလွယ်လွယ်နဲ့ယုံတယ်ဒါနဲ့မြေတူးသမားကို အခေါ်လွှတ်တယ် အဘူကစင်ကသူ့ဖက်နှက်ဆုပ်ကိုမြေတူးပြီးမြုပ်ထားတာမှန်ပေမဲ့သူ့ရဲ့အပြစ်ကိုဖုံးကွယ်ဖို့အတွက်ပတ်စံအများကြီးပေးပြီးဒီသတင်းမပေါက်ကြအောင်တားတယ်။နောက်တော့အဘူကစင်ဟာစိတ်ပြက်လက်ပြက်နဲ့ဖက်နှက်ဆုပ်ကိုယူပြီးမြို့ပြင်ကိုလမ်းလျှောက်ထွက်ခဲ့တယ်။တူးမြောင်းတစ်ခုကိုရောက်တော့ဖက်နှက်ကို ရေးစီးမှလွှင့်ပစ်လိုက်ပြီးဒီတခါတော့ဒီဖက်နှက်ဆုပ်နဲ့ဝေးရပြီလို့ထင်တယ်။အဘူကာစင်ရဲ့ကံဟာတော်တော်ခေပါတယ် ူကတူးမြောင်းနဲ့ထဲ့လိုက်တဲ့ဖက်နှက်ဟာရေးစီးတဲ့မျောပါသွားမယ်လို့ထင်တာ။အဲ့ဒီဖက်နှက်ဆုပ်ဟာတူးမြောင်းမှာရှိတဲ့ဘိန်းတစ်ခုမှတွားပြီးစို့နေတယ်။ဒီခါမှာတူးမြောင်းပိုင်ရှင်ကရေးစီးတာရက်တဲ့အကြောင်းကိုရှာကြည့်လိုက်တော့ဘိန်းမှာအဘူကာစင်ရဲ့ဖက်နှက်ကပိတ်နေတာတွေ့သွားတယ်။တူးမြောင်းပိုင်ရှင်ကသူ့ရဲ့ရေမြောင်းကဘိန်းကိုပြင်းရတာပျက်စီးမှုအဝဝအတွက်ဆေးဆိုင်ရှင်ကိုဒန်ချင်းငွေအများကြီးတောင်းတယ်။ ပြီးတော့အဘူကာဆင်ကိုထောင်ချတယ်အဘူကာဆင်ဟာပတ်စံတွေအများကြီးပေးပြီးထောင်ကနေထွက်ခွဲပြန်တယ်သူ့ရဲ့ဖနက်ကိုပြန်ပေးလိုက်တာဖြစ်လို့ဒီဖနက်ကိုဖနက်ချွတ်မှာထားပြီးဘာလုပ်ရမလဲဆိုပြီးစဉ်းစားတယ်အဲ့ဒီအချိန်ကအိမ်နီးနာချင်းခွေးကတွေ့သွားပြီးခြံကျော်ဝင်လာပြီးဖနက်တစ်ဖက်ကိုခြိတယ်ခွေးကတော့အဘူကာဆင်နဲ့ကစားဖို့လှုပ်တာဖြစ်တယ်ခွေးကသူ့ပစက်မှာကြိုက်ထားတဲ့ဖနက်ကိုရမ်းရင်းနဲ့ ဖက်နက်ဟာခွေးပစက်ကနေလွတ်ထွက်သွားပြီးလမ်းမှာဖျက်လျှောက်သွားတဲ့အမျိုးသမီးတစ်ယောက်ကိုမှန်နေဖက်နက်ရဲ့လေးလံလှတဲ့အချိန်နဲ့ထိမိတာဖြစ်လို့အဲ့ဒီအမျိုးသမီးဟာတည်ဆုံသွားတယ်သူ့ရဲ့ဆွေမျိုးတွေဟာအမျိုးသမီးကိုမှန်တဲ့ဖက်နက်ဟာအဘူကာစင်ရဲ့ဖက်နက်ဖြစ်မှန်းမှတ်မိသွားတယ်သူတို့ဟာကာဒီစီသွားပြီးအယောပေးဖို့တောင်းဆိုတယ်အဘူကာစင်ဟာတရားရုံးမှာငွေအမြောက်များပေးပြီးသူ့ကိုလွှတ်ပေးဖို့လုပ်ရတယ်နောက်ပြီး ရဲတွေကိုလည်းသူ့ကိုအချင်းစခန်းမပို့ဖို့လက်ထိုးရတယ်။ဒါအဘူကာစင်ရဲစခန်းရောက်တာတတိယအကြိမ်ဖြစ်တယ်။ယခုအခါမှာတော့နောက်ဆုံးပါပဲ။ဒီချက်ပို့ပြီးမလုံနိုင်တော့ဘူးဆိုတာသူသိတယ်။သူဟာသူ့တပားကိုအသက်ပါဆုံးရှုံးစေတဲ့ဖက်နှက်ကိုကာဒီစီယူသွားပြီးယခုလိုပြောတယ်။အရှင်ကျွန်တော်ပြုတ်လောက်ခဲ့တဲ့အမားတွေအတွက်အရှင်ကရက်တက်အောင်ပြုတ်လောက်ပေးပါကျွန်တော်မျိုးကတရားဝင်ကြီးညာချက်တစ်ခု ထုတ်ပြန်ပေးဖို့တောင်းဆိုပါတယ်ဒီဖနက်ကိုအဘူးကားစင်မပိုင်တော့ပါဘူးဒီဖနက်နဲ့ပတ်သက်ပြီးနောင်ဖြစ်လာမယ့်ကိစ္စတွေဟာ သူ့နဲ့မဆိုင်တော့ပါဘူးဆိုတော့ကြီးညာချက်ပါပဲအဘူးကားစင်ဟာတရားရုံးခန့်မှကြီးထဲမှာသူ့ဖနက်ကိုထားခဲ့ပြီးဖနက်မပါဘဲထွက်ပြေးသွားပါတယ်တရားရုံးခန့်မှတွေကလူတွေဟာအားရပါးရရေမောပြီးကြံခဲ့ပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်